ားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေထွေစွာကျူးစွလိုက်ပါတယ်။ကျွန်တော်ဖတ်ပြမှာကတော့ဆိုင်းဆရာနေချင်းကြီးမီရေးသားထားတဲ့ကျွဲချီပိုးနဲ့အဲမောင်ရှမ်းဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြမှာဖြစ်ပါတယ်။နားဆင်ပြီးကြပါခင်ဗျာ။ကျွဲချီပိုးနဲ့အဲမောင်ရှမ်းကိုကျွတ်ကတော့ရိုးနေလေပြီ။သူကတခါတခါตาအလေလာရောက်ဘူးဒီဧည့်သည်တွေအတွက်ထူးဆန်းနေပြီလိမ့်မည်။ချောင်းတစ်ခုစုံရာချောင်းစုံကလေးကြားတွင အဲမောင်ရှန်တို့အိမ်ရှိသည် မိုးရင်းရေများပါကရွာရီနှင့်အကူအတန်းပြုလုပ်ရန်မလွယ်ပါစပယ်ကြီးခက်မြင့်မြင့်နှင့်ခြေတန်းရှိအိမ်လုံးလေးသည်ချောင်းတစ်ခုကြား၌ပကြီကားဆန်ဆန်တစ်ဖက်ကဘုံတူချောင်းတစ်ဖက်ကကိုးတန်ချောင်းရေမပြတ်စီးဆင်းနေသည့်ချောင်းရှင်ကလေးတွေငါးကလေးတွေပျော်ပါသည်ဖားကလေးတွေမိုးခေါ်ချသည်ကလေးတွေဗီတာဆိုက်ကမင်းမပြူတို့ကောက်ဆိုင်လိုက်ကြသည် အုံးပင်အမြင်ကြီးများကွန်တီးပင်ရှင်များပိန်းနေပင်များတရက်မလကာစားစရာ အပင်မျိုးစုံလာသည်ပုံညက်ခစ်တာတောစပယ်ညာမွေးအလန်းဝေးရာက လာသူလေးတွေအတွေ့အရာရာသည့်အစ်အဆန်းမေးလိုက်မြဲလိုက်နဲ့ပြောရှင်နေသည်ကိုအဲမောင်ရှန်တို့အင်္ဂလိပ်ရနေချင်းစရာလေးနေချင်းတသက်လုံးလက်ခံထားမှာပါဟုပြောပြလိုက်ခြင်းသည်အညာဒေတာကဆိုတော့ငါအဲမောင်ရှန်တို့အခေါ်အောက်အညာသူတို့ဘက်ကို အထက်အညာ ဆင်းရင်းကိုဆန့်ခဲ့သည်များအထက်ပိုင်းဟုသတ်မှတ်ထားသည်တောင်တွေကမြစ်တွေချားနေလဲလာခြင်းလင် အနီးကလေးဖြစ်နေပြီလမ်းပန်းဆက်သွယ်ရေးတွေကောင်းနေပြီလျက်စစ်မီရမရစာရေးတောက်ရေးကတောတဘာဝတောစာကလေးတွေပဲရှိတော့ကြာကြာမပြောနိုင်ချပါဘူးဗျာဘာပဲပြောပြောမိစံကတော့ပြောတယ်မနဲ့တုန်းကပိန်းသွားချိုးမယ်လို့အဲဝါပြောသလားလို့ပြီးတော့ပိန်းပင်ကိုမမြင်ဘူးလို့လိုက်ကြည့်ချင်တာပိန်းချိုးရင်တခါလဲဇီးရခူးကြမှာလေ ချောင်းပေးမှာပေါက်တဲ့အပင်တွေရှိတဲ့နေရာကျွန်တော်လိုက်ပို့မှာပါအဲဝါဆိုဒီကငငယ်ကတဲ့ကအဲမောင်ရှန်တို့အင်ရောက်နေခဲ့ပြီမိခင် ဖခင်နေရာစလုံးရှိတော်လဲအဲဝါကိုပြစ်ပြီးကိုလိုရှုံးပြေးသွားကြသည် ကိုစီကိုစီနောက်အင်တော်တွေနဲ့ဖြစ်နေကြတော်လဲနန်းတိုင်းသာဆိုဒီရွာကလေးကိုပြန်မလာကြအမေကိုအဲဝါငငယ်ကအရေးဟုခေါ်သည် နောက်ပိုင်း သူ့အမေနဲ့အဖေပြန်မလာမှန်းတေချာမှအမေဟုခေါ်သည်ညီကိုမောင်နှမမရှိသည့်အဲမောင်ရှန်ကလည်းညီမလေးအရင်လိုချစ်သည်မိဆက်အမေကလာပြအောင်လာမည်ဟုသောဂတိကိုတီးကအမေထံရောက်လာခဲ့ခြင်းဖြစ်သည်အညာဒေတာပကံတို့ဖျားဖူးရောက်တော်အကူညီပေးရင်ခင်မင်ခဲ့ကြသည်ဆို၏မိတို့ပင်ဖြစ်စေအဲမောင်ရှန်မိဆန်နှင့်တွေ့ခွင့်ရခြင်းအတွေ့ကံကြမ္မာကိုကျေးဇူးတင်မိပါသည်။ဟောပြောရင်းဆိုရင်အဲဝါလာပြီ။တစဉ်ကောက်ကို ဒုတ်တက်ထားကကင်လာသည်ပလိုင်းလွှဲလာပါသည်ကိုကြည့်တွားရအောင်ဟဲ့အမအမီဆန်ကိုလိုက်ပါလားလိုက်ပါညီမလေးရောက်တုံးဒီနေရာလေးကိုစိတ်ပကြီးဆွဲနေတာရှင်နေအမျက်ရှိနေအောင်လို့စကားကတက်လိုက်ပါပြီအညာသူပြန်သွားမှာအသေးချာတည်တော်ငါရှင်မညှိနေလေပြီနနဝိုင်းလေးနဲ့မင်းကလေးစီးစင်းလာကြပုံချင်းမတူကြပါပဲစုံစည်းရတော့ချောင်းကလေးကိုသာငေးကြည့်မိသည်ချင်းတွင်မျက်စိပျော့ပျော့ရှင်ရှင်သွားနိုင်ပါပြီသည် ချောင်းကိုဖြတ်တော့ခြေတလုံးသားဖူးခွေးကိုမကြည့်မိစေရန်တတိထားရသည်အဲဝါကညူပြညက်မိဆန်ကြတော့ဖြူသည့်ပဲနွယ်သည်အသက်ရွယ်ချင်းကမတိန်မရင်အပြင်အစင်မှာမိဆန်ကသာသည်ဝစ်စားပုံစနစ်ကြသည်ဟော်ဟော်ဒိုင်းဒိုင်းပြုတ်မှုပြောဆိုတတ်သူအဲဝါကအရင်ပန်းကလေးတနခါကြိုက်ကြတာချင်းတူသည် လက်ဆောင်ယူလာသည့်ရှင်မတော်အတုံးကြီးတွေကောင်းမကောင်း တဦးဟာစေတနာတဦးဟာမြစ်တာရွှေအောင်လက်လက်ကလေးထနေသောတဲမုံတွေကိုကြည်လင်နေသောချောင်းကလေးထဲမြင်ရသည်ပိန်ထိုးပြီးတွင်မှာအဲဝါလက်ရာစားကြည့်အမမီအင်းမိတ်ဆန်အဲဝါကအချက်ပြုတ်တော်မှာပါဘာပဲချက်ချက်ကြိုက်တယ်အကူအဲမောင်ရှာရိုက်ထားတာကညကဖားသုံးကောင်ရတယ်မကြီးရေကလေးဖြစ်ပြီးလိမ့်ထားတာအမရိုဘက်ကစားဖားလို့ခေါ်တယ်တဲဖားလေးတွေကကိုင်းဒီလုံးလောက်ထိပဲကြည့်ရဒီဘက်မှာလို့မကြည့်ဘူးအော် ချောင်းပင်းရှိပိန်းဆွယ်ခြုံချားတွေချာမှာဇေယျတွေကထူးထူးကြောင်ပိန်းမင်းတွေချိုးထားကြတော့ဒါကြောင့်ကျွတ်တူကျဲတဲတွေ့ကြရသည်နုတိဆာရွက်ဖူးတွေခူးသည်အဲမောင်ရှန်ကပိန်းရွက်တွေပိန်းရိုးတွေကောက်သည်ပိန်းဆွယ်တွေကိုမိဆန်တို့ဘက်ကချိုးတဲ့ကိုအဲမောင်ရှန်ဟွန်းဒီဘက်ကပိန်းဆွယ်ဘူးပဲချိုးတဲ့အမှုတွေမစားကြအောင်မိဆန်အပြောကိုအဲဝါကဖြူပြီးဖြစ်ပြီးသည် ိုရီးယားတနခါကိုဖေချာကြီးပဲထူထူလိမ့်တတ်သည်ပကံသူတွေတနခါလိမ့်ထားပုံကနန်းဆန်သည်ပဲဆိုရမလားရေကျဲကလေးလိမ့်ထား၍ကြည်ကောင်းလှသည်ဟုအဲဟွာတွေးသည်တစ်ချက်တစ်ချက်မင်းတဲ့ငေးကလေးဖြစ်နေတော့အကိုဖြစ်သူအဲမောင်ရှင်ကိုလည်းတတိထားမိသည်အမလေးအာဆုလိုက်တာဇေယျကနုတယောင်ယောင်နဲ့စူးပါသည်မိဆန်ကမချိုးတက်၍စူးခြင်းဖြစ်သည်အဲဝါကမိဆန်နဲ့အဲမောင်ရှင်ကို ခယူးဆိုင်ကြည့်နေမိ၍အမှုမဲ့အမမဲ့စူးမိခြင်းဖြစ်လေသည်ဟာဘာဖြစ်သွားတယ်လဲမိဆန်တော်ပြီတော်ပြီစန္နာကျွန်တော်ချိုးမယ်အဲဝါမျက်နာကလေးငယ်ရသည်မရောက်တူတူဖြစ်ပါလေရဲ့ခယူးဆိုင်မှုတွေကမမြတ်ကြဘုံတို့ချောင်းကကိုးတန်ချောင်းထက်ရည်စည်းတန်သေးတာပဲလေမြစ်တာဆိုတာအာတန်ရာကိုစီးမိတာ အခုလိုနှစ်ယောက်ပြန်ကြတော့အဲဝဒိုးရွက်ကောင်းရင်ချက်ချီတော့ဒီချိုးခဲ့မယ်။သုံးဝင်ဆိုင်တွင်ကိုကမလင်းတာတိချဲဟုအဲဝထင်သည်။အခုတယောက်လိုအမေတယောက်လိုအရေးအဝါသာပေးထားသောမေတ္တာရိတ်ကိုနားလည်ရပါမည်။နှလုံးသားသည်တချို့နေရာများ၌နားလည်မှုနှင့်အတိတရားရှိမှုနောက်တွင်နေရမည်မဟုတ်ပါလား။ရိုးစုံ၆တယ်ဆိုတာဘာလဲကိုအဲမောင်ချက်။ဟိုးရင်တုန်းကစနစ်တွေပေါ်မိဆန်။ရှင်တွင်မြစ်ပြင်နဲ့ဝေးပြီးမရောက်ဘူးဘူးဆိုပေမဲ့ ကျွန်တော်လည်းခလူငယ်တယောက်ပါအဲ့ဒီဥစားတွေကိုမြုံကြည့်ပါအောင်ညနေခင်းလဲရှောက်ချရင်အိမ်တအိမ်ကနမ်းမနေခေါ်ထမနေခေါ်ကျွေးရကမိဆန်ကအပြန်လန်းတွေတိလိုတီကိုမြည်ချင်းဖြစ်သည်ရောဆုံးနေရာတကယ်ရှိလို့လားဘယ်ဟာလာရှိရမှာလဲမိဆန်ရောနေနေရအဝေးကြီးပါကျောဆုံးမခြောက်ရင်မင်္ဂလာဆောင်ပြီးစလင်မယာလုံးဝအဆင်မပြေဘူး။ဘာညာနဲ့ခြောက်လန့်ပြီးအစီအလံလိုဖြစ်နေခဲ့တာ။ဘယ်လိုလုပ်ကြတာလဲ။ နာမည်ထိုးတဲ့အတဲကိုကျမ်းမတကောင်အထီးတကောင်ထည့်ချရတယ်။မပြောဘဲလေးရွက်ခင်းပြီးအဲ့ဒီအောက်မှာဒရိုးသားနဲ့ဒရိုးသမီးရဲ့အဝတ်အစားတစ်ထည်စီထားပြီးရောဆုံးကိုနင်းကြတာပဲ။တက်တလောင်မှတ်တလောင်ရွှတ်ဖက်ပြီးတော့ပေါ့။ဟောအဲ့တော့လာစားလာကိုအဲမောင်ရှင်။ဘယ်ကလာစားတော့စားတယ်လူကြီးလေး။အဲ့တည်းကစက်သားကိုတော့အလူရဲ့ပေါ့။မိဆန်ကိုခေါ်ကြွေးတာရောဆုံး၆ပြီးခြံထားတဲ့ဟာတွေပဲ။ ခက်ပါလားကိုအောင်အင်းမောင်ရှန်ရဲ့မင်္ဂလာယူပြီးတဲ့အချိန်မှာဘာလို့များသူများအသက်ကိုတတ်ပြီးအမင်္ဂလာအဖြစ်ခံကြသေးတာလဲခေလူငယ်တချို့ကအဲ့လိုအယူအဆတွေကိုတွန်းလှန်နေကြပါပြီမိဆန်ကျွန်တော်ပါဝင်ပေါ့လူကြီးတွေကသူတို့ကိုပြန်ရှင်းပြလို့အဆင်မပြေတာမျိုးတွေလည်းရှိကြတော့မပြောက်ွယ်သေးတာပါ စိတ်ချမ်းသာပါစေဆိုပြီးလှုပ်ပြီးကြားတာပဲအင်းပေါ့နော်ညနေကစီးစာအချိန်နေမင်းကဝိယုံကိုတင်းနေလိုက်တီကလမလား ထို့တူပါပဲမိဆန်နဲ့အတူနေထွက်ခြင်းအလားတရားတွေကိုကြည့်ရှုရပြီးရက်ကလဲလာမိကိုအဲမောင်ရှင်ကြောက်လာပါသည်ချောင်းလေးတဲ့အဲဝါနဲ့မိဆန်တို့အတူရေချိုးကြသည်ပေဒါနန်းတော်တဲကြသည်ဟင်းမကောင်းမီဆိုရေတောချက်ရအောင်အဲမောင်ရှင်ပြရသည်ကအမောတိခွားပန်းကလေးတွေခူးလာသည်ကမရှိတမျိုးနဲ့တမျိုးမတူစေရအချစ်ဆိုသည်ကအရာရာကို လပစေခြင်းခြားသည်ကို လမ်းတွေကမကောင်းသေးတော့အားနာလိုက်တာဗျာဖွံ့ဖြိုးပြုကနောက်ကျနေသေးတာ哦စနေရှိကြီးတွေတင်နေသည့်ဖုန်တွေကိုကြည့်ကအားနာလာသည်မပြန်စီလို့တော့လဲခြံထားခဲ့ပြီဧည့်သည်ဆိုတာက အချိန်တန်လျင်အိမ်ပြန်မိတာနေပါအောင်ဟူတားခြင်းရမရထို့သူဆိုရရင်အခွင့်အရေးလဲအမောင်ရှန်မရှိမနေ့စောစောမြူကလေးတွေတိုင်းနေတော့ချင်းတွင်းမြပြင်သည်လွမ်းเสียခုံမောင်းသွားသည့်အမြန်ရင်တွေကဆက်တန်တာကြားရပြီးဝတော် နောက်နေ့တွေလောက်ဆိုလည်းအစ်မီလည်းရောက်ကားလမ်းတွေလည်းပေါက်ပြီးအဆင်ပြေချောမွေတော့မှာပါမိဆန်။ဖြစ်နိုင်မိဆန်ကမလာနိုင်အောင်ကျွန်တော်ကပကံမျိုးလာခဲ့ချင်းသေးတာဟုဆက်မပြောပြ။ဟော။နိုင်ခေါက်ဆက်လေးကန်းကတ်လာလိမ့်ပြီ။မော်လိုက်မြို့ထဲရှိကားဂိတ်ထိလိုက်ပွင့်မီမို့အထုပ်ပိုးတွေတဲရချရသည်။ဆန်ထွက်တံမြာနှင့်ရှောက်ချိုသီးတွေကအများဆုံး။တကတကအုပ်ဩတန်ကလွမ်းဇံဝင်လာချီသည်။ဆက်လေးစားထွက်တော့မိဆန်ကစကားဆသည်။ ကျွတိပုဟုတော့နောက်များကောက်မစားပါနဲ့တော့ကိုအဲမောင်ရှင်ရဲ့ကျမဖြစ်ကြက်သိမ်းဖြန်းဖြန်းထားတယ်။အော်ဂလီဆန်ချင်းစရာ။မေပြင်းပြင်းညကစားဘူးစီချင်၍အဲမောင်ရှင်ကျွတိပုကောက်ပေးမိသည်။ကျွတိပုံတဲကအကောင်ပေါက်ကလေးတွေကိုလော်ပြီးစားရတာဖြစ်သည်။မိဆန်ကတိုင်းကောင်နေတူသည်ဆိုကမစား။ထွတ်တဲ့နှလုံးသားကိုခါသွားစီတော့စကားတခုချန်ထားခဲ့သည်သည်။ကိုအဲမောင်ရှင်ကိုပြောပါဦးမယ်။အဲဝါလေးကအကူမဲ့ နေအာကိုမဲ့နေသူလေးပါ ပြီးတော့ဧည့်သည်ဆိုတာအချင်းတန်အိမ်ပြန်ချမှာအိမ်သူဆိုတာအသွင်တူးမှယူချတာအကောင်းဆုံးချွဲချီဘိုးကိုကိုအဲမောင်ချန်နဲ့အတူပြပပါစားနိုင်တာအဲဝါဆိုတာမမေ့ပါနဲ့လို့ပြောခဲ့ပြစေနေရောက်အတူတူပကံကိုဖျားဘူးလာခဲ့ဖို့ဖိတ်ခဲ့ပါတယ်အချစ်ဆိုဒီကိုတနစ်စာစပါးဆိုင်ပူရာလေးရောင်နန်းလေးကျဲစီထက်ကလေးခဲရောင်းကတောင်သူသာလှုပ်တဲ့တော့အဲမောင်ချန်တွေ့ တွေ့ရှိသည်ကပထမဆုံးအကျဉ်းစုံလာတော့ပကံသူအလွမ်းတွေနဲ့အတူတူပါလာသည်ဟုတ်ကဲ့ပါဗျာချောင်းထဲရပေတာကလေးတွေအင်းဒီမမဲ့ပါဘူးမြစ်ပြင်စီမရောက်ပေမဲ့ချောင်းကလေးထဲမှာလည်းပြောင်းနေကြတာပါပဲကိုယ်မောင်ချံကိုအဲဝါဈေးမလိုက်သေးတယ်မဟုတ်လားအပြန်နေမြင့်ပူနေပါမယ်ပူတာမကြောက်ပါဘူးနေမြင့်လေအယူရင်လေဖြစ်မှာဆိုတာဟုစိတ်ထဲကလာပြောလိုက်သည်ညာအဲမောင်ချံအိမ်မပြော အလွမ်းတွေကိုခေါ်ပြီးချောင်းကလေးနဲ့စကားပြောနေမိသည်သူ့အကြောင်းကိုသိတော့အဲဝါရောက်လာတော့ရှင်းဖွင့်ပြောပြမိသည်မိန်းကလေးချင်းမို့မိဆန္ဒကိုရောက်စေလို၍ဖြစ်လေသည်အဲဝါတည်တည်စာပြောမိကိုလည်းသိပါသည်အမောင်ချန်တို့ရွာမှာကအရေးတောက်သူတိတ်မရှိတခါတရံတာရည်နာရီဝိုင်းလေးတွင်သာဝက်ခုံရင်တောက်ကြသည်ဝက်သားကိုတော့အကြိုက်စားကြသည်ထွန်ညာကနှလုံးသားအနာကိုကုစားရန်အဲမောင်ချန်ရှိတွင်အရေးတလုံးရှိနေခဲ့သည် ျွန်တော်သွားတော့မယ်မိဆန်။ပကံကိုရောက်ဖြစ်အောင်ဖျားဘူးလာမှာပါ။အဲမောင်ဆန်ကခေါင်းငုံထားပြီးပြောနေတော့ငါမိဆန်ကပြုံးနေသည်။ကျောင်းဆရာမကလေးဟုပြန်ကနီးမှတည်ရသည်။သူ့အတွက်တော့အဲမောင်ဆန်သည်ကျောင်းသားကလေးတစ်ယောက်တည်းပုံမြင်မတင်။အင်းဒီရလာပါသည်။မိဆန်အမေသည်လည်းဖာတိဖာတာ။ပင်ရိုးကိုအဲဝါပေါင်းပေးတာသိစားလို့ကောင်းတဲ့ကိုအဲမောင်ဆန်အစ်စ်ကိုရှာပွေတဲ့နေရာမှာလဲရှင့်ကိုမပိန်းစေချင်ဘူး။ အဲမောင်ရှန်ဖြက်ခနဲမှော့ကြည့်သည်မိဆန်ကိုတော့မဟုတ်ရှင်တွင်မြစ်ပြင်ကိုကြော်၍ဖြစ်လေသည်အဲဝါရှိရဟုများလားအဲဝါကချက်သားနဲ့ဘူးသီးမာလိုက်တာဝယ်ပြီးကျွန်တော်ပြန်တော့မယ်ဟုတ်ကဲ့ကိုအဲမောင်ရှန်နောက်ဆုံးအနေနဲ့တခါဆိုတခါလဲနောက်ပြန်ကြည့်ချင်းစိတ်ကိုထိန်းချုပ်ထားလိုက်သည်ရှင်နေကနှလုံးသားကိုတစုံတရာသောကြိုးကတုံအောင်ထားသလိုလိုမော်လိုက်မြို့မဇီလီကတင်းခဲ့တော်ငါစုံလင်သည်လူကျင်နာလဲရှား၍လွယ်ပါသည် ဘူဒီစေမီပြီးအလုံးကကြီးနွေရီတချမ်းချမ်းခိုင်းရသည်မမရေရချက်သားတန်းနဲ့ဝင်လိုက်သည်ညာအဲဝပြောလိုက်တာလည်းပြန်စင်စားမိသည်တောက်ချင်သလားအကိုအမောင်ချင်အမမိဆန်ပြန်သွားပြီဆိုတာနဲ့ကြိုက်သလောက်တော့ချက်သားနဲ့ဘူဒီကိုကိုယ်တိုင်ချက်ပြီးအဲဝကိုယ်တိုင်အမိလုပ်ပေးမယ်အမအဲမိဆန်ရှိမှတော့အကိုကိုအရက်သမားတယောက်အဖြစ်အမြင်မခံနိုင်လေဘူးတွေကိုမုတ်ထုတ်ပစ်လိုက်သည် စက်သားတန်းနဲ့လျှောက်လာနေမိတော့ငါမဝယ်ပြည့်ဘူဒီကစက်သားနဲ့တန်းနဲ့ဆိုဒီကိုမပြောလိုက်ရအချစ်ကိုပင်ကိုယ်တိုင်မဖွင့်ဆိုခဲ့ရအညာလက်ဆောင်နေတဲ့ထညက်ကခြူပါသည်သူ့ငါရှင်ပူနေပြီတဏ္ဍာကတော့ကမွေးပါသည်သူ့တော်အချစ်နဲ့ဝေးခဲ့ပြီကျန်တာတွေအကုန်လုံးမိလိုက်ပါအဲမောက်ရှင်ညကြကြွချီပိုးကောက်ပြီးအဲဝါနဲ့အတူတူပျော့ပျော့ရွှင်ရွှင်ရီမိုးလိုက်စမ်းပါဟုစဉ်းစားလိုက်ပြီးတော့ကို့အတွင်းနဲ့ကိုအဆင်ပြေသွားသည် ယခုမှလေပြေကလေးတွေသူရှိရာသို့တိုက်ခတ်လာနေမယ်အဲမောင်ချန်တတိထားမိလေသည်နေကြီးကြီးနေဆလဖက်ပြမှာကတော့လင်းຫນွေအင်ရေးသားထားတဲ့မျက်ရည်20ဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြပါခင်ဗျာအေး20ရုံရှိမှအဖြူအစင်းဝစ်စုံများနဲ့စုယုံနေသောနေ့တစ်နေ့မြန်မာချိတ်ဆွဲထားသည့်ယာဒူတိုဇရာကို သူထင်ကအလူရဲ့ကြည့်နေကြရင်တချို့မျက်နှာတွေကပြုံးနေသည်တချို့ကတော့တက်ပြင်းချတံများနေအတူစိတ်ပြဲမြီချင်းကိုထုတ်ဖော်ပြနေ၏ဆ ्याम မများကိုဦးစားပေးနေခြင်းဖြင့်ကျွန်တော်လည်းရတူမတူပါသည်မပါသည်ကိုအခုဒီမသိရသည်လူနေနေရှင်သွားပြီမို့ရတူတို့ဇာမကျွန်တော်နာမည်ကိုလိုက်ရှာကြည့်လိုက်သည်စာရွက်တစ်ခုချင်းစီကိုကြည့်သွားရင်က၄ရွက်မြောက်တွင် ကျွန်တော်နာမည်ကိုတွေ့လိုက်ရပါသည် ဦးတန်းထွေးအောင်မူလာရန်ပြအမကပန်းခေါ်နမနဲ့အတူလက်ရှိတောင်းဝင်ထန်းဆောင်နေသည့်ကြောင်းမိပါတူနေသည်မို့ကျွန်တော်ဆိုတာသိကြပါသည်အလဲရန်ပြရာသူဖြင့်ပြောင်းရွှေ့တောင်းဝင်ထန်းဆောင်ရမိချောင်းကတောင်းတွင်ချင်းမြို့နယ်အထက်ကကုတ်ကူကွာဟုစာရင်ပါရှိလေသည်ပျော်ရလွန်း၍ရှင်တုံပန်းထုံတွေဖြစ်နေမိသည်မိမိဇာတိချက်ချွေမေးရမြင်မှာပြန်လဲနားခုခွင့်ရတော့မည်မဟုတ်လား။ဘာလို့လို့နဲ့ဒီဒေသကိုရောက်နေခဲ့ဒီမှာ ၃နှစ်ခွဲတောင်ကျော်လာခဲ့ပါပြီကောကွလုံမြို့လေးတို့စတင်ရောက်ရှိလာခဲ့ခြင်းတောင်တန်းတွေအထက်ထက်ကိုဖြတ်ကျော်ရင်းအေးအေးထက်ကခန္ဓာကိုယ်ကိုအရင်ဆုံးလာရောက်မိတ်ဆက်နေသည်နေဆက်ဒေသ၏အငွေအသက်များကလေးလေးပင်ပင်ဖြစ်နေသည့်ကျွန်တော်ဤစိတ်ကိုပော့ပါသွားစေသည်တညာအိမ်နှင့်တဏီကုံကားစီလာခဲ့ရသည်မို့လူကလည်းနှုံးခွင်နေ၏ဖြစ်နိုင်ရင်ချစ်ပြည့်လက်ပြည့်အိတ်လိုက်ခြင်းတော့သည်သို့တော်မိမိတောင်းဝင်ထမ်းဆောင်ရမည်ရွှေရွာမှရွာလူကြီးက ဝမ်တာအာရဖြင့်ခီးဥโจစကားများပြောချနေ၏အတန်ဝဝဲဖြင့်ပြောနေခြင်းကဒီဝါဒီဒီတာ၏လက္ခဏာတစ်ခုဖြစ်ပေလိမ့်မည်ဆရာလေးကျွန်တော်တို့စီရောက်လာလို့တအားဝမ်းသာပါတယ်နေထိုင်ရင်းနဲ့ဇာရီတောက်ရီတွေဘာမှမပူပါနဲ့နော်ကျုပ်တို့ရဲ့တာဝန်ထားပါရွာလူကြီးပြောစကားကိုနားမလည်သလိုကြည်နေသူများကဘေးနားမှာရှိနေသည့်အမျိုးသမီးတစ်စု အိမ်တွင်ရက်လုတ်ထားသည့်ချီတဲ့အင်ဂျီကိုဝစ်ဆင်ထားကြပြီးအကြောင်းမှာလည်းတောက်တောက်ပြောင်ပြောင်မရှိဆက်ပစ္စည်းဆိုလိုလက်ချုပ်အပ်တစ်ချောင်းတည်းဖြစ်တာဖန်တီးတက်ထားသည်ဟုကောက်ချက်ချလိုက်မိသည်ရွာလူကြီးနှင့်စကားစမီပြောနေဆိုနေချစဉ်ကျွန်တော်၏မျက်လုံးများကတဖြည်းဖြည်းမေးစင်စာပြုလာသည်လေးပင်တော်မျက်တောင်များကိုမကြမကြာပုတ်ခတ်လိုက်ရင်မျက်နာကလည်းညင်းတိုးတိုးဖြစ်နေ၏ရွာလူကြီးဆိုသူကကျွန်တော်ကိုတေချာစိုက်ကြည့်လိုက်ပြီးနောက်ကဲ ဆရာလေးလည်းပြင်မလာရောပေါ့နားဖို့စီစဉ်ပြီးမယ်နော်ထို့နောက်ရွာလူကြီးကသူ့ပြည်နာရှိအမျိုးသမီးတဦးကိုဘာတွေပြောနေသည်မသိထို့အမျိုးသမီးပြင်ဆင်ပေးသည့်နေရာတွင်ကျွန်တော်အိပ်ပျော်သွားခဲ့သည်ပန်းခေါရွာကလေးသည်ရှမ်းပြည်နယ်အတွင်းတည်ရှိတော်လဲရှမ်းလူမျိုးဟူ၍မမြင်တွေ့ရအလောက်ခန့်စာရသည့်အချိန်ကစုံစမ်းလေ့လာကြည့်ခဲ့ရာဤရွာကလေး၌ဝါလူမျိုးများနေထိုင်ချသည်ဟုသိခဲ့ရသည် ဖီးပန်းလာသည်မို့အိတ်ဆက်အနားယူခြင်းကနိုင်အတချို့ကြာမြင့်သွားသည်ထင်၏နေညိုချိန်တို့ပင်ရောက်ခဲ့လေပြီပဝင်းချင်းသည်တိတ်ဆိတ်လွန်းလာ၏ကဟွန်းတံများမကြားရသလိုလူတံစုတံများကိုလည်းတိတ်ပြီးမကြားရပြီအိယာထားမို့လန်းလန်းဆန်းဆန်းဖြစ်ရန်ရီချိုးကမြီးထိုးနောက်ချိုးရည်ပင်နာရှိသည်ကိုလိုက်ရှာကြည့်လိုက်သည်ရှည်တွင်ဟူ၍မတွေ့ရသလိုဆက်တွင်ဟူ၍လည်းမမြင်ရှာမတွေ့သည့်အစုံအိမ်ရှိကွပ်ပြစ်တွင်ဆလိတ်တို့ကို ်လက်ကြားညက်ပြီးထိုင်နေသည့်ရွာလူကြီးကိုမေးကြည့်လိုက်ရတော့သည်ဦးလေရှင်ရင်ကဘယ်နားမှာလဲခင်ဗျာကျွန်တော်ရီချိုးချင်လို့ပါရှင်တွင်းကရွာထဲမှာတော့မရှိဘူးဆရာလေးချိုးရီပဲလို့လို့တောက်ရီပဲလို့လို့ဟိုဟော့ဟိုတောင်ပေါ်ကိုသွားခတ်ကြရတာရွာလူကြီးညွန်ပြလိုက်တော့နေရာကရွာနဲ့တော့အလန်းမဝေးရှေးခန့်နေကြတော့လူတချို့ကိုလည်းမြင်နေရ၏သို့တော့ လူအများရှိ၌ရေချိုးရမည်ကိုတော့စိတ်ပြက်နေမိသည်တဖြည်းဖြည်းနှင့်တော့ကျင်သာရလာမှာပါဟုကိုကိုကိုပြန်ပြီးနှစ်သိမ့်လိုက်ရသည်ရေချိုးပြီးပါက အစင်သင်ဝိပုတ်အတွေ့အဲ့အတွင်းမှအဝိအစားတစုံထုတ်နေသည့်အခါရောက်ခါစမှုပါဆရာလေးရဲ့အိမ်မှာပဲရေချိုးလေးအောင်နောက်တော့ကျုပ်စီစဉ်ပြီးပါမယ်ရွာလူကြီးစကားကိုနားထောင်နေစဉ်အမျိုးသမီးကြီးတက်ဦးရောက်လာသည်သူ၏လက်ထက်တွင်အထုပ်တထုပ်ကိုခြင်ထား၏ ထို့နောက်ရွာလူချင်းနှင့်စကားတချို့ပြောကြပြီးမပြောဖဲနှင့်ထုတ်ထားသည့်အထုတ်ကိုကုပြစ်ပေါ်၌ထားခဲ့လေ၏တောင်ကုန်းပေါ်၌လူရှင်းသွားပြီမို့ကျွန်တော်လည်းခတ်တုတ်တုတ်ခတ်မြန်မြန်ထွက်လာခဲ့လိုက်သည်ဆရာလေးမနေ့ပြန်ကြရင်ကျုပ်တို့နဲ့ဖုန်းကြောင်းလိုက်ခဲ့ပါလားကျွာလေးကလူတွေကဆရာလေးကိုခေါ်လာခဲ့ဖို့ကျုပ်ကိုခဏခဏမာနေတာဟုတ်ကဲ့အဲဒီတခါတော့ကျွန်တော်လိုက်ပြောင်းလိုက်ခဲ့ပါမယ်ကျွန်တော်လည်းဒီဟာသားဖြစ်နေပြီဆိုတော့ ဒီရွာရဲ့ဓလေ့ထုံတန်းကိုလေးစားလိုက်နာရမှာပေါ့မနှက်ပြန်ကဥပိုးနေမှုចောင်းလဲပိတ်ပေးလိုက်ရသည်ចောင်းပရဲ့ဆိုတော့လဲမြို့ပေါ်ရှိចောင်းများနဲ့တော့တူညီမှုမရှိရွာလာရောက်လာခြင်းကဒီကိစ္စနဲ့ပတ်သက်ပြီးရွာသူရွာသားများ၏တောင်းဆိုမှုကိုလက်မခံခြင်းခဲ့တကယ်တော့ဝါဒရင်းကာလာလောက်တာအဖေဥပိုးပိတ်တဲ့ကြသည်ပင်တဖြည်းဖြည်းအနေကြလာတော့မှဤရွာသူရွာသားများ၏ဥပိုးနေအကြောင်းကို ရှင်းရှင်းလင်းလင်းသိလိုက်ရတော့သည် ဥပုံနေတွင်တာဝန်ကျသည့်အိမ်မှလူစုလူဝေးဖြင့်ချက်ချပြုတ်ကြရင်စီစီကားကားရှိနေကြသည်ထူးခြားသည့်မှာဥပုံနေတွင်မိသူမှအလုံမသွားကြဖုံးကြီးချောင်းကိုမလိုက်ဖြစ်သူများကလည်းမိမိအိမ်၌ပင်အေးအေးဆေးဆေးနေကြလေ၏စားပြားဆရာလေးကျုပ်တို့စီကဟင်ကောင်းကတော့ဒီဝက်သားဟင်ပဲလေဥပုံနေတိုင်းဒီဟင်ကြီးပဲဆိုတော့ရိုးရိသွားပြီလားမသိပါဘူးဆရာလေးရဲ့ရိုးပါဦးလေရဲ့တပတ်မှတစ်ခါဆိုတော့ရိုးချင်တော့မရလိုက်ပါဘူး ရွာလူကြီးရင်ပြောစကားကိုကျွန်တော်ကရွှတ်နောက်နောက်ပြန်လှုပ်လိုက်သည်မို့ကျွန်တော်ကိုယ်တိုင်ရင်မိလိုက်သည် ကျွန်တော်နဲ့အတူရွာလူကြီးပါရှိနေသည်ကိုမြင်၍အားလုံးကလည်းလိုက်ရီချလေသည်ခုနတီလာယူချပြီးအိမ်မယူဆောင်လာကြသည့်ခရကားဟင်းနဲ့ချွလီကာလီဟင်းလျာများကိုစားလိုက်ရသည် ဤဒေသကိုရောက်တော့မှကျွန်တော်ဤအနေအထောအနေအထားတော်တော်များများကိုလည်းပြောင်းလဲနိုင်ခဲ့သည်အိမ်မှာဆိုရင်ထမင်းသုံးနှက်စားခဲ့သည်မှန်တော်လဲယခုအချိန်တွင်တော့ထမင်းဆိုတာကိုလျှို့ယူရှုထားလိုက်ရသည်ကောင်းကျင်းပေါင်းကိုသာထမင်းအဖြစ်စားသုံးနေရ၏ကျော်သူရသားများကမနဲ့ဆိုရင်ယာရဲထွက်ကြသည်ကောင်းကျင်းပေါင်းကိုငပြောဖက်နှင့်ထုတ်ကားတနေကုန်စားအဖြစ်ယူသွားကြ၏တောက်ရဲအတွက်ဘူတိချောက်သေးကိုရေထက်ပြီးယူသွားကြသည် ချက်ခိုးတင်ထားသည့်ဘူးဒီကြောင့်မို့တောက်ရသည့်အခါမွေးသည်ဟုသူတို့ကပြောတတ်ကြသည်တောင်ရဆိုင်ခင်းများကိုနွားမပါဆက်မပါနှင့်လောက်ကိုင်းနေကြရသည်တောင်ကုန်းတောင်တန်းထူထပ်မှုနှင့်အတူစိုက်ပျိုးရေရှားပါသည်မို့ဒီနံများလည်းမဖြစ်ထွန်းထို့ကြောင့်စီးပွားရေးမကောင်းကြပင်မဆင်းရဲကြီးစွာဖြင့်လောက်ကင်စားတောင်းနေကြရသည်တို့တိုင်းကျွန်တော်ဤသွားရေးလာရေးအတွက်တော့ရွာသူရွာသားများစုပေါင်းပြီးဆိုင်ကယ်လေးတစ်စီးဝယ်ပေးခဲ့သည် ကျောင်းရဲ့အရေးကိစ္စများနဲ့ကြုံလာရင်ကျောင်းသားမိဘများကိုအစီအဝေးခေါ်ရလေရှိသည် ခေါ်သည့်အချိန်တိုင်းလာရောက်ချသူများကယောက်ျားသားများပင်ထို့များရှိအမျိုးသမီးများကမြန်မာစကားကိုမပြောတတ်သလိုနားလဲမလဲကြအလုပ်ကိစ္စများဖြင့်ကုန်းလုံမြို့သို့အသွားလာရှိချသည့်ယောက်ျားသားများကမတောက်တခေါက်သာပြောတတ်ကြခြင်းဖြစ်သည်ကဲအတန်းသားချင်းသားတို့သမီးတို့နဲ့အတူရေးသွားခဲ့ကြမယ် ထုံးစံအတိုင်းចောင်းရှိတောက်ရည်ဦးများကိုရေဖြည့်ရှားမည်။တကြောင်လုံး၌အယောက်20ခန့်သာရှိသောចောင်းသားចောင်းသူလေးများကကျွန်တော်တို့ဒေတာရှိကလေးများနဲ့မတူအစအစအရာရာဖွင့်ပြမှုအားနည်းနေကြသည်ဤထို့ကြောင့်ចောင်းတန့်ရှင်မှအစចောင်းဝင်ရာဝိဆာများကိုပါသူတို့လေးများနဲ့အတူကူညီလှုပ်ဆောင်ပေးရတော့သည်။ရေခက်မြင့်နေရာသို့ရောက်လာကြရင်စကားစမိပြောနေဖြစ်နေကြသည်။ကဲ့ သားတို့သမီးတို့ဘဝမှာရည်ရွယ်ချက်ထားရမယ်လို့ဆရာပြောခဲ့တယ်နော်အဲ့တော့မောင်ဆက်တော်သားရဲ့ရည်ရွယ်ချက်ကိုဆရာကပြောပါအောင်ကျွန်တော်ရည်ရွယ်ချက်ကဆရာလေးပြန်တဲ့အခါဆရာလေးတို့စီကျွန်တော်တို့လိုက်ခဲ့ခြင်းတယ်နောက်ပြီးဆရာလေးနဲ့လည်းအတူတူနေခြင်းတယ်ကျောင်းသားလေးမောင်ဆက်တော်ဤစကားကိုကျွန်တော်သဘောချမိသည်ခလေးရွယ်မှုအဖြူတဲ့စိတ်ဖြင့်သူ့ရင်ထဲမှာရှိသည်များကိုပွင့်လင်းစွာထုတ်ဖော်ပြနေ၏ နေရာဒီចောင်းပိတ်ချင်းကျွန်တော်ကကုဒေတာကိုပြန်သွားခြင်းမှာ သူတို့လေးတွေဤစိတ်ထဲတွင်ခန်းစားချက်တွေရှိနေပေလိမ့်မည်ကျွန်တော်နှင့်ခွဲနေကြရသည်ကိုလည်းမနစ်သက်ကြ၍ထင်ပါသည်ထိုစဉ်ရွာသားတချို့ရေခတ်ဖို့ရောက်လာကြသည်ရေဘူးအစုံလင် ထက်ထားသည့်ချင်းတောင်ကြီးတကလုံးကိုခေါင်းမှလွှဲထားကြ၏ရှိဘူးဆိုရ၌တချို့ဘူးများမှာအချိုရည်ဘူးရေတန်ဘူးနှင့်ပလင်းများလဲပါလာသည့် အိမ်အတွက်လိုအပ်သောရေကိုရှိသမျှဘူးသေးလေးများထဲသို့ထည့်ယူနေကြသည်။ထုံငွေမြင့်ခွင်းများကိုကြည့်ရင်ကျွန်တော်စိတ်မကောင်းဖြစ်ရပါသည်။ ရေကိုတကူးတခါလာခတ်ကြရသည့်အတွက်တက်ခေါက်ဆိုတက်ခေါက်အကျိုးရှိရှိဖြစ်စေခြင်းသည်အရေးအတွက်များဖို့မလိုအရေးချင်းရှိဖို့လိုသည်ဆိုသော စကားကို အမတ်ရမိသည် အခုတော့ချင်းနှောင်းထဲ၌အရေးအတွက်ဒေတာများနေ၏ဤနေရာဤဖြစ်ရနှင့်တင့်လျော်သောရေဘူးဟူ၍မပါအဘဲကြောင့်ဤတို့ပြုမူနေကြသည်နီကျွန်တော်စဉ်းစားလို့ရသောအဖြစ်မှတစ်ချက်မကား တစ်ချက်မှာပညာရေးမထွန်းကားမှုနဲ့အတူ တွေးခေါ်မှုအားနည်းနေခြင်းနောက်တစ်ချက်မှာရေထက်ရန်အတွက်ကြီးမားအဆင်ပြေသောရေဘူးကိုဝယ်ယူရန်ငွေချေးမပြည့်စုံခြင်းတို့ဖြစ်သည်တစ်ချက်စလုံးမှာပညာရေးနဲ့ပတ်သက်ဆက်နွယ်နေသည်ပင်ထုံမြင့်ကွင်းကိုမြင်လိုက်ပြီးနောက်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချနိုင်ခဲ့သည် မိတွယ်ဖတွယ်ဖြင့်ရဝေးဒေတာမှနိုင်ငံတော်ကပေးအပ်သည့်တာဝန်ကိုထမ်းဆောင်ရသည်မှာအစင်မပြေမှုများကမြောက်များစွာပင်ရှိနေသည်။သို့တော်ယူတက်လင်ရသည်ဆိုသလိုကျွန်တော်အတွက်ရအောင်ယူရမည်။ တင် जा ရေးတွင်ရခင်ကားထက်ပုံမူချူစားသည်ရက်မှုရွာမှုကိစ္စများမှာလဲရွာလူကြီးများနဲ့အတူပူးပေါင်းဆောင်ရွက်ပေးသည်ကျွန်တော်ဤလာဆောင်ွေထဲမှတချို့ကိုလည်းစုဆောင်ထားပြသည်ထိုရွာကလေးနှင့်ခွဲခွာရတော့မည်မို့ဝန်းနေမိပါသည်ရွာနှင့်ပတ်သက်၍ကျွန်တော်လှုပ်ဆောင်ပေးခဲ့သည့်များကိုပြန်တွေးပြီးကျင့်တဲ့ပီတိဖြစ်ရသည်ခွဲခွာရတော့မည်မို့နှုတ်ဆက်ပွဲလေးကျင်းပခဲ့စဉ်ကရွာသူရွာသားများဤစကားများကိုပြန်ကြားရောက်မိသည် ထို့တို့ပြောစကားများထဲတွင်မြန်မာစကားကိုမပြောတတ်သည့်အမျိုးသမီးများလည်းပါဝင်နေ၏ဆရာလေးကျမတို့ရွာက မပြောင်းပဲနေလို့မရဘူးလားမပြောင်းပါနဲ့ဆရာလေးရဲ့အခုဆိုဆရာလေးရဲ့ကျေးဇူးကြောင့်အဆစရရမင်းမိန်နေတဲ့ကျုပ်တို့ရွာကလေးမှာဉာဏ်ပညာမီးအောင်တချို့ထိန်လင်းနေပါပြီပညာဘန်းဆိုတဲ့စာကြည့်တိုက်ကိုမြင်လိုက်ကျုပ်တို့ဆရာလေးကိုတတိယနေပြီးတော့မှာပါ ဖြစ်နိုင်ရင်တော့ချုပ်လဲဆရာလေးကိုမပြောင်းစေချင်ဘူး။ဒါပေမဲ့ဆရာလေးကအစိုးရဝန်ထမ်းလေး။နောက်ပြီးဆရာလေးကဒီဒေတာဒီရွာကလေးရဲ့အဲ့တဲ့ဆိုတော့လေဟုတ်ပါသည်။ရွာလူကြီးပြောသလိုကျွန်တော်ကပန်းခေါ်ရွာကလေးကိုတာဝန်နေနေရောက်လာခဲ့တော့ဧည့်သည်တယောက်ပင်ဧည့်သည်ဆိုသည်ကအချိန်တန်လင်းအိမ်ပြန်ရခြင်းကဓမ္မတာဖြစ်သည် တို့တိုင်ကျွန်တော်နေထိုင်ခဲ့သည့်ဘန်ခေါဆိုသည့်ရွာကလေးမှာကျွန်တော်၏အငွေ့အသက်များကကာလကြာရှည်အထိတည်တံ့နေလိမ့်မည်ဟုယုံကြည်နေမိပါသည်ကားလက်မှတ်ဖြတ်ချင်လို့ပါခင်ဗျာဘယ်ကိုလိုက်မှာလဲမကွေးပါခင်ဗျာ လာရှုံမြို့ဤအဝေးပြေးကားဂိတ်အတွင်လူသံကားသံများဖြင့်ဆူညံနေ၏ကားလက်မှတ်ဖြတ်ပြီးနောက်ကားထွက်မည့်အချိန်မှာအနှဲငယ်လူသေးသဖြင့်ထိုင်ဆောင်နေရသည်ထိုစဉ်ကားဂိတ်သို့ကားတစီ ထိုးဆိုင်လာသည်အဖြူစိန်ဝစ်ဆောင်ဝတ်ထားသည့်ဆရာမလေးတဦးနှင့်အတူအသက်ကြီးကြီးဦးလေးကြီးတယောက်ပါအတူဆင်းလာသည်ကိုတတိထားမိလိုက်သည်အဖြူစိန်ကိုသူပါကြဝတ်ထားသည်ကိုကျွန်တော်သိနေပါသည် တချိန်က ကျွန်တော်ကိုယ်တိုင်ထူးထူးဝေလာခဲ့သည်ပင်အဘဲကြောင့်ဆိုသောမိမိတာဝန်ကျသည့်ရွာမှလူများလာကြုံရင်အလွယ်တကူတွေ့နိုင်စေရန်နှင့်အဖြူအစင်းဝတ်စုံ၏ချက်တည်းကိုလည်းဖော်ကျူးပြသလိုက်ခြင်းဖြစ်ပေသည် ကားပေါ်ကဆင်းသည့်နေဆရာမလေးကတရှုံရှုံကိုနေ၏ဦးလေးကြီးကအပိစကားပြောနေသည့်အတန်ကိုလည်းကြားနေရသည်တမီးရဲ့ဘာဆိုရင်ဆရာရှိလို့လဲဒီဒေတာလူတွေကသဘောကောင်းတယ်လို့အဖေစုံစမ်းရင်းတိခရရတာပဲလေ။ အဆင်ပြေမှာပါသမီးရဲ့နှစ်နှစ်သုံးနှစ်လောက်ပဲအောင့်ဤတီးခတ်နေရမှာပါနောက်ကြရင်ကုဋေသားကိုပြန်ပြောင်းခဲ့ပေါ့ဟာအဖေကလည်းသမီးရမင်းကလေးလေတခုခုဆိုစိတ်အားငယ်တက်တာပေါ့တားဖာနှစ်ယောက်ဤပြောစကားများကို နားထောင်ရင်အတွေ့တချို့ကဝင်ရောက်လာခဲ့သည်ဆံမာလေးနဲ့ကျွန်တော်ဤဒေသကိုရောက်လာခဲ့ပုံချင်းကအတူပါသည်ကျွန်တော်ရောက်လာခဲ့စဉ်ကလည်းအဖော်အဖြစ်အကူကလိုက်ပို့ပေးခဲ့သည် ထိုစဉ်ကဆရာမလေးလိုတော့ကျွန်တော်မျှမကြဘူးခဲ့ခိုင်မာသောယုံကြည်ချက်တစ်ခုပြင်ရောက်လာခဲ့ခြင်းဖြစ်သည်ဆရာမလေးငိုနေသည်ကိုတွေ့ရသောအခါကျွန်တော်လည်းငိုချင်လာမိသည်ကြောင်ရံပြီးမျက်နာပေါ်ဆမ်းပြီးတော့အိုးကျွန်တော်မျက်ဝန်းမှာမျက်ရည်စာရင်းနှင်ပါလားလောကမှာလူတို့သည် စိတ်ခံစားမှုကိုလိုက်၍မျက်ရည်ကြားလေရှိသည်မြေကြတူတိုင်းခန်းစားမှုတစ်ခုခုကြောင့်ကြာရသည်ကြီးဖြစ်ပါသည်ထိုနေ့ကအဝေးဖြစ်ကားဂိတ်ဝင်တွင် ကားဂိတ်ဝင်းအတွင်လူနေရငိုကြွေးမြေရင်ချခဲ့ပါသည်သို့သောထုံမြေရင်၂၀တို့မှာတံပိုးခြင်းမတူညီပါချစ်ခင်သောရွာကလေးနှင့်ချစ်စရာတပည့်လေးများကိုခွဲခွာရတော်မူမူကြလာသည့်မြေရင်များအတွက်ကျွန်တော်ခုခုကိုလက်ပြတန်တန်နှင့်အမြဲကုံယူနေမိဖြစ်ပါသည်လင်းနှွေအခုလိုအချိန်ပြေးနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်အားလုံးပဲဘေးရန်ပေါင်းကင်းစင်ပြီးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ